ဆေးဝါးကျွမ်းကျင်ကြောင်းသူနော်မေတူတူသောတရားအောင်2013ဧပြီ19ရက်နေ့မှာပျောက်ဆုံးပြီးနောက်တနေ့အင်းစင်ရွာမှာနောက်ဘက်ကလှိုင်းမြစ်ထဲမှာအလောင်းပြန်ပေါ်လာပြီးတက်ခံခဲ့ရတဲ့ကိစ္စအင်းစင်တရားရုံးကယင်းနှစ်တည်ဆုံးမှုနဲ့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာအမှုပိတ်သိမ်းခဲ့ပါတယ်တရားရုံးဆုံးဖြတ်ချက်ကိုလက်မခံတဲ့မိသားစုတွေကဒီဇင်ဘာ14ရက်နေ့မှာဆန္ဒပြခဲ့ပါတယ်အင်းစင်ရေစကန်ကတည်ဆုံးသူရဲ့ပျောက်ဆုံးနေတဲ့လက်ကင်ဖုန်းပြန်မတွေ့ခင် ဒီဖုန်းကိုကင်တွယ်သုံးဆွဲနေသူရဲ့နောက်ကိုလိုက်လံစုံစမ်းတာလည်းမရှိသိဆုံးသူရဲ့ချစ်သူကိုရဲမဲဦးနေပတ်ဝန်းကျင်မှာအလောင်းတွေးခဲ့တာကိုသူတို့မိသားစုကညှင်းဆိုနေတယ်လို့နော်မေတူတူဇော်ရဲ့ဦးလေးစောအေးမင်းကပြောပါတယ်ရဲမဲဦးအနေနဲ့ဒီဖြစ်ရမှာ တနည်းနည်းနဲ့ပါဝင်ပတ်သက်နေမယ်လို့ယူဆပြီးကြိုက်စံဟစ်တိုင်ခွင့်မှာဆန္ဒပြခဲ့ပါတယ်တူမလေးရဲ့ရည်စားဖြစ်သူဟာဆိုလို့ရှိရင်တေဆုံးသူတူမလေးရဲ့အမဝင်ခွဲဖြစ်သူထံကို 20ရက်နေ့ကဖုန်းဆက်ပါတယ်ကျွန်တော်ကိုမြေသူရဲ့မိဘတွေကကျွန်တော်အိမ်လိပ်စာတောင်းနေပြီးကျွန်တော်ကိုကယ်ပါအောင်ဆိုပြီးတော့ဆက်တယ်ဆိုတာကိုလည်းရှိပါတယ်ဒါကြောင့်မလို့ तू ကရိုးသားတယ်မှန်ကန်တယ် तू မလေးတည်ဆုံးမှုမှာ तू ပြောကမပါဘူးဆိုလို့ရှိရင် तू ကဒီစကားပြောစရာအကြောင်းမရှိပါဘူးအခုက तू ကဆိုလို့ရှိရင်ဟဲ့လား तू အိမ်လိပ်စာတောင်းတာနဲ့ပဲ तू ကသူ့ကိုကယ်ပါအောင်ဆိုပြီးတော့ तू ကကြောက်လန့်နေတာဖြစ်တွေ့ရပါတယ်ဒါကြောင့်မလို့ तू ကမရိုးသားဘူးဒီကိစ္စမှာ तू ကပတ်သက်နေတယ်ဆိုတာကိုကျွန်တော်တို့ခတ်မှန်းလို့ရပါတယ် တရားရုံးစစ်ဆေးစဉ်ကမညီမျှတဲ့တည်တည်တွေစင့်ခေါ်မှုမှလည်းမညီမျှသလိုစီရင်ချက်ချတဲ့နေမှာလည်းတရားလိုမိသားစုကိုတရားရုံးကအကြောင်းမကြားပဲစီရင်ခဲ့တဲ့အကြောင်းတေချောင်းကြံတယ်လို့ဆုံးဖြတ်ခဲ့တာကိုမကျင့်တဲ့လို့အစိုးရစီအတနာခံစာတင်ထားတယ်လို့လည်းဆိုပါရယ်ပြူမဖြစ်သူကွယ်လူနာနှစ်နှစ်မပြည့်ခင်ခရီးရန်ဘာသာထုံးစံအရဆူတောင်းသွားမယ်လို့လည်းပြောပါရယ်ပမီးဖြစ်သူတည်ဆုံတာဟာရွရွတနက်ရင်းနှစ်တည်ဆုံတာမဟုတ်သလိုတေချောင်းကြံစီတာမျိုးလည်းမဟုတ်တာကြောင့် သမီးနော်မီတူတူတို့ကိုဘသူတက်ခဲ့တယ်လဲဆိုရဲအမှုမှန်ကိုသိချင်လို့တောင်းဆိုနေရပါလို့မိခင်နော်မဲအေးကရှင်းပြပါတယ်သမီးတည်ဆုံးရတာလေတာမန်ကြီးနဲ့တည်ဆုံးတော့မဟုတ်ဘူးသူ့ကိုသူတက်တည်တာလည်းမဟုတ်ဘူးတည်ဆုံးသူရဲ့ပယောကဆိုတော့ဘသူလောက်တယ်လဲဘလို့လောက်တယ်လဲဆိုတာပဲသိချင်တယ်အမှုမှန်ကိုပေါ့နော်အမှန်တရားကိုပဲသိချင်လို့ကျွန်တော်တို့အဲ့ဒါလိုက်ပြီးတော့အကူအညီတောင်းနေတာပေါ့တည်ဆုံးသူရဲ့ခန္ဓာကိုယ်ပေါ်မှာ ထိခိုက်ဒဏ်ရာတွေအများပြားထင်းထင်းရှားရှားတွေ့ခဲ့ရသလိုစစ်သူရည်စားခြင်းအပြန့်အလန့်ပေးစာတွေအရလိမ့်ဆက်ဆံမှုတာတည်တာပဲမဲ့မှုကင်းဆရာဝန်ကဒဏ်ရာတွေကိုလစ်လူရှုပြီးအစုတ်သေးရေဝင်လို့တည်ဆုံးခဲ့တဲ့အပြင်အပြိုရည်မပြတ်သေးဘူးလို့မှတ်ချက်ပေးခဲ့တဲ့အကြောင်းမိသားစုဝင်တွေကပြောပါတယ်